ပြည့်စံများအားလုံးအန္တရာယ်ပေါင်းဘေးပေါင်းကင်းဝေးကြပါစေလို့ဟူစွာပထမဆန္ဒပြုဆုတောင်းပါတယ်ဒီကနေ့ဆက်လက်ပြီးတော့ဒကမာကြီးတောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းဆိုတဲ့စာအုပ်ထဲက Inquest of Democracy Democracy ရှားပုံတော်ဆိုတဲ့အကြောင်းအရာကိုဖတ်လာကြတာဆွေးနွေးလာကြတာဒီကနေ့ဆိုလို့ရှိရင်အပိုင်း၁၈ ရောက်ပါပြီတပိုက်ချင်းတပိုက်ချင်းစီဦးစင်တို့တတ်နိုင်တော့အသေးစိတ်ဆွေးနွေးခဲ့ကြတာပါဒီကနေ့အပိုင်း session မှာဒကမာကြီးဘာတွေပြောသွားသလဲဆိုတာကိုပထမဆုံးအင်္ဂလိပ်လိုဖတ်ပြပါမယ်ပြီးတဲ့အခါကျတော့ဒလုံးစီဘာသာပြန်ပြီးတော့ဆွေးနွေးကြပါမယ် integrity is what means being honest and sincere in personal relationships as well as being incorruptible when performing public duties. According to Burmese saying, for rulers, truth, for ordinary men, vows. This means ordinary people must keep their words, but ruler must live by truth in what they think, say, and do. Truth is the heart of the Buddha's teaching. The Buddha called himself the Tathagata, or one who has come to the truth. A Buddhist king, therefore, should live and rule by truth, which means complete harmony between words and reality. To deceive or mislead the people is not only a professional failure, but also moral wrong. As the saying goes, like an arrow, naturally straight and free from distortion, when one word is spoken it does not turn into two အဲ့တော့ဒီဟာကိုဒကမကြီးဆိုလို့ရင်အတိတ်ပဲကိုတစ်ခုစီတစ်လုံးစီတစ်လုံးစီဥစဉ်ဘာသာပြန်ပါပဲပြီးတော့ဆွေးနွေးကြမယ် integrity တဲ့เนาะ integrity ဆိုတာနည်းနည်းအစင်မြင်တယ်ဒီစကားလုံးအဲ့တော့တိတဲ့ရှင်းတဲ့စကားလုံးလူတိုင်းအင်္ဂလိပ်စာလေ့လာတဲ့လူတိုင်းနားလည်တဲ့စကားလုံးကပါလဲဆိုတော့ honesty ပါဠိလိုဆိုရင် ဒါ is the wa เนาะ is the wa ကျင်စင် means being honest ဆိုတာကတော့ယူသားခြင်း honest ပဲနောက်တစ်ခါအင်္ဂလိပ်လိုပဲယူသားတာကိုဘယ်လိုခေါ်သေးလဲဆိုတော့ and sincere sincere ကလည်းယူသားတာပဲเนาะဘယ်လိုနေရာမှာယူသားရမလဲဆိုတော့ impersonal relationship ဟောเนาะ personal relationship ဆိုတဲ့နေရာမှာပုဂ္ဂိုလ်ရေးဆက်ဆံတဲ့နေရာမှာလည်းပဲယူသားရမယ် as well as being incorruptible when performing public duty ဟာနော် performing public duty ဆိုတာကပြည်သူတွေရဲ့တာဝန်ကိုထမ်းဆောင်တဲ့နေရာမှာလည်းပဲ incorruptible ဟော corrupt ဆိုတာကနော်ဖောက်ပြန်တာအဂတိလိုက်တာဒီလိုပြောတာပေါ့ဒီနေရာမှာကျတော့ incorruptible တဲ့ဟောအဂတိလည်းကင်းရမယ်တဲ့နော်အဲ့တော့နောက်တစ်ခါဖောက်ပြန်မှုမရှိရဘူးတဲ့နော်အဲ့ဒါကိုပဲ is the war လို့ ဒီလိုခေါ်တာပေါ့ဟလာပြည်သူတာဝန်ကိုထမ်းဆောင်ပြီဆိုလို့ရှိရင်ဒါအဂဒီလိုက်လို့မရဘူးဖောက်ပြန်လို့မရဘူးเนาะဒါမှ Iswa ဆိုတဲ့ဂုံပုံနဲ့ညီမယ် according to bami saying ဒီမှာ Iswa ရာကပါလဲဆိုတော့မြန်မာစကားပုံအရာတဲ့မြန်မာဆိုရိုးအရာ for rulers truth เนาะ ruler ဆိုတာကတော့အုပ်ချုပ်သူများပေါ့เนาะမြန်မာစကားပုံမှာတော့မဲမာတစ္ဆာလူမာဂတိလို့ဒီလိုရှိတယ်လေ ဒီမှာအရာအရာကိုဘာလို့ဘာသာပြန်လဲဆိုတော့ for rulers truth for ordinary men vows နော် vows ဆိုတာကတော့ဂတိပေါ့ this means အဲ့ဒီရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ ordinary people must keep their word ဟောတမန်ပြည်သူပြည်သားတွေကသူတို့ရဲ့ပြောတဲ့စကားတွေကိုထိမ့်သိမ့်ရမယ်ဂတိတည်ရမယ်ဒီလိုဆိုလို့လာပေါ့နော် but ruler must live အုတ်ချုပ်တဲ့ပုံကူဒီဘယင်တွေကတော့မင်းတွေကတော့ဘယ်လိုနေထိုင်ရမလဲဆိုတော့ by truth ဟောသစ္စာတရားနဲ့နေထိုင်ရမယ်သစ္စာတရားဆိုတဲ့နေရာမှာဘယ်လိုနေရာမျိုးမှာသစ္စာလဲဆိုတော့ what they think သူတို့တွေးတဲ့အတွေးတွေမှာလည်းမှန်မှန်ကန်ကန်တွေးရမယ်တဲ့ what they say တဲ့ဟောသူတို့ပြောတဲ့နေရာမှာလည်းမှန်မှန်ကန်ကန်ပြောရမယ်တဲ့ and do ဟောနော်လောက်တဲ့နေရာမှာလည်းပဲမှန်မှန်ကန်ကန်လုပ်ရမယ် နော်အပြောတစ်မျိုးအလုပ်တစ်ခြားအခုစစ်ကောင်းဆောင်တွေလေနော်စစ်ကောင်းဆောင်တွေကပါလဲဆိုတော့ရွာတွေကိုမိရှို့တယ်ပြီးရင်သူတို့မဟုတ်ပါဘူးဆိုပြီးတော့မယိုမသားအဲ့ဒီကတဲ့ကိုကဣဇဝါကျင့်စဉ်နဲ့ကင်းကွာနေတယ်ဖះဟောတဲ့ဣဇဝါကျင့်စဉ်နဲ့ကင်းကွာနေတယ်ဆိုတာဒါထင်ရှားတယ် truth is the heart of the buddha's teaching truth ဆိုတာကအမှန်တရားသစ္စာတရားပေါ့နော်ဓမ္မပေါ့သစ္စာတရားကတဲ့ဘာလဲဆိုတော့ the heart of the buddha's teaching ဘုရားရဲ့တရားတော်တွေထဲကဒါသစ္စာအရေးအကြီးဆုံးပါပဲအရေးပါဆုံးပဲ the buddha called himself tathagata ဘုရားကသူ့ဟာသူဘယ်လိုခေါ်တယ်လဲဆိုတော့ tathagata လို့เนาะဘုရားသူ့ဟာသူခေါ်တယ် or ဒါမှမဟုတ်လည်းပဲ one who has come to the truth သစ္စာကိုသိရှိသူလို့ဒီလိုအဓိပ္ပာယ်ရတယ် နော်အဲ့တော့ Buddhist king therefore ဒါကြောင့်မလို့ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ဟာလာအုတ်ချုပ်သူတွေဟာဘယင်းတွေဟာဘာဖြစ်ဖြစ်လဲဆိုတော့ short live and rule by truth ဒါကြောင့်မလို့သစ္စာနဲ့အုတ်ချုပ်ရမယ်သစ္စာနဲ့နေထိုင်ရမယ်အဲ့တော့အနာစသင်းကလေးကကမဲအောင်လိုင်းကဘာဖြစ်လဲဆိုတော့အနာထိန်တာပါလို့ပြောတယ်ပြီးတော့ကျွန်တော်တနှစ်ပါပဲတနှစ်ပြီးလို့ရှိရင်ကျွန်တော်ရွက်ကောက်ပွဲလုပ်ပြီးတော့ အနိုင်ရတဲ့လူကိုအာနာအပ်ပါမယ်လို့ဒီလိုပြောတယ်။တိုက်ပွဲသာမဖြစ်ဘူးနော်။အဲ့တော့ PDF ဒေတာမပေါ်ဘူးလက်နဲ့ကင်ပြီးတော့သူတို့ကိုမဆန့်ကျင်ဘူးဆိုရင်ဒီတိုင်းပဲအသာလေးမှိမ့်နေမယ်ပုံကူဒီလို့ပြောလို့ရတာပေါ့နော်။သစ္စာတရားဆိုတာဘာမှကိုသူတို့မရှိဘူး။ which အဲ့ဒီသစ္စာတရားကဘာလဲဆိုတော့ means completely harmony between words and reality ဟောနော်အဲ့တော့ complete harmony လုံးဝ လား harmony ဖြစ်နေရမယ်ညီညီညွတ်နေရမယ်เนาะဆိုတဲ့အဓိပ္ပာယ်တဲ့ဘယ်လိုညီရမလဲဆိုတော့ beaten words စကားလုံးနဲ့ reality တကယ့်အဖြစ်အပျက်တွေနဲ့ပြောတဲ့စကားအတိုင်းလက်တွေ့အဖြစ်အပျက်နဲ့ဟလာလုံးဝကိုက်ညီခြင်းကိုဆိုလိုတယ်တဲ့သစ္စာတရားဆိုတာเนาะမဲအောင်နိုင်ငံကတော့အပြောတစ်မျိုးအလုပ်တစ်ခြားဆိုတာ is what ကျင့်စဉ်နေအဲ့ဒီကလေးကပျောက်ဆုံးတယ်လို့ပြောလို့ရတယ် to deceive or mislead နော် deceive ဆိုတာကလိမ်ညာတာ mislead ဆိုတာကအလွဲအမှားနေတဲ့ဒါပြည်သူလေးတွေကိုလိမ်ညာလှည့်စားပြီးတော့ဥဆောင်တာပေါ့နော်အဲ့တော့အာဘယ်ပါတီရရင်တော့ဗုဒ္ဓဘာသာကြီးပျောက်ဆုံးတော့မယ်ငါတို့ပါတီကိုမဲထက်မှဟလာဗုဒ္ဓဘာသာကြီးတည်တတ်မယ်ဆိုပြီးတော့အဲ့ဒီလိုအလွဲအမှားတွေနဲ့ဥဆောင်တာခက်လို့ဆိုရင်တော့ဂျင်းထဲတာပေါ့နော် အဲ့လိုနီးတွေနဲ့ပြည်သူတွေကိုဟလာလှည့်စားပြီးတော့ဥဆောင်မယ်ဆိုရင်လိန်တယ်လှည့်စားမယ်ဆိုရင်တဲ့ is not only professional failure ဟော professional ဆိုတာကတာဝန်ဝတ္တရားဒီလိုပြောရမှာတာဝန်ဝတ္တရားနဲ့ဆိုင်သော failure ဆိုတာပြက်ကွက်တာပေါ့နော်ဒါဟာတာဝန်ဝတ္တရားပြက်ကွက်တာပဲတဲ့ပြည်သူလူထုကိုဂျင်းထဲတယ်ပြည်သူလူထုကိုလိန်တယ်လှည့်ပြတယ်ဆိုရင်ဒါဟာဝတ္တရားပြက်ကွက်သွားတာပဲတာဝန်တွေပြက်ကွက်သွားတယ်လို့ပြောလို့ရ ခေါင်းဆောင်ဆိုတာပြည်သူလူထုကိုမလိမ်လည်ရဘူးမလှည့်စားရဘူး but also moral round ရောပြည်သူလူထုကိုလိမ်လည်လှည့်စားတာဟာဝတ္တရားပြက်ကွက်ရုံနဲ့မဟုတ်ဘူးတဲ့နော်ဘုရားဟောခဲ့တဲ့ကိုကျင့်တရားကိုကျင့်သီလပြည့်ရွေးမှုလည်းဖြစ်ပါတယ်တဲ့ဒကမာကြီးရတာပြောပြတာပေါ့နော်ဘုရားရဲ့တရားတော်နဲ့အညီဒီမိုကရေစီကိုရှာဖွေခြင်းကိုဒါဒကမာကြီးရှင်းပြတာပေါ့ as the saying goes so ဆိုရစကားက ြောတဲ့အတိုင်းဆိုရင်တဲ့ like an arrow ဟော arrow ဆိုတာကတော့မြားပေါ့မြားကဲ့သို့တဲ့မြားတစ်ချောင်းလိုပဲ naturally straight ဟောတဘာဝအရာမြားဆိုတာဘာဖြစ်လဲဆိုတော့ဖြောင့်တန်းနေရမယ်ဖြောင့်နေရမယ်ဖြောင့်နေမှဒါမြားလို့ပြီးသားတယ်နော် and free from distortion distortion ဆိုတာတွန့်လိန်နေတာကောက်ကွေးနေတာကိုပြောတာပေါ့နော်တွန့်လိန်ကောက်ကွဲခြင်းမှာကင်းပြီးတော့ ဖြောက်နေတဲ့မြားလိုပဲတဲ့နော်အဲ့တော့ when one word is spoken စကားတစ်ခွန်းပြောလိုက်ပြီဆိုတာ ਨੇ it does not turn into two အတိတ်ပဲနှခွမထွက်ရဘူးတဲ့နော်အဲ့တော့ဟိုလိုလိုဒီလိုလိုဆိုတဲ့အာမျိုးမပြောရဘူးအဲ့တော့ကိုပြောလို့ရှိရင် ပြောတဲ့အတိုင်းဂရိတီးရတယ်ဒီလိုဆိုလိုတာပေါ့နော်ဒကမကြီးဆိုလိုတဲ့အကြောင်းအရာကဘာလဲဆိုတော့လူဖွဲ့စည်းတွင်မှာနော်အကြီးချင်းတစ်ခုက အလွန်ရေးကြီးတယ်အဲ့ဒီအရေးချမ်းကပါလဲဆိုတော့ဒါဣဇဝယောသမှုပေါ့နော်မေတ္တာတုံမှလည်းပါတာပါပဲနော်ဥစုတို့သူဟုစုယောသချင်းဖြောင်းမှတ်ချင်းဆိုတာနော်အဲ့ယောသဖြောင်းမှတ်မှုအဲ့ဒီအရေးချမ်းဟာအမတန်ရေးကြီးပါတယ်အဲ့ဒီယောသားမှုကပဲဘာဖြစ်လဲဆိုတော့ပြည်သူများနဲ့ခေါင်းဆောင်တွေအကြားမှာယုံကြည်မှုတိဆောက်ပေးတယ်ယောသားမှုမရှိရင် ြည်သူတွေကဘယ်လို့မှယုံကြည်မှာမဟုတ်ဘူးအခုဒီမှာရေတောင်ဆန်းစုကြည်ကိုပြည်သူတွေကခုချိန်ထိအောင်ယုံကြည်နေတယ်ဆိုတာဟာပြည်သူတွေပေါ်မှာလှည့်စားတာမဟုတ်လို့ပြည်သူတွေကိုလှည့်စားပြီဆိုလို့ရှိရင် လိမ်ညာပြီဆိုရင်ဒါမယုံတော့ဘူးမဟာလကိုဆရာနာရှင်တွေကိုမယုံတာအချိန်ပေါင်းများစွာလှည့်စားတယ်လေနော်88မှာလည်းဒီလိုပဲလှည့်စားတာပဲ90ရွေးကောက်ပွဲမှာလည်းလှည့်စားတာပဲအမျိုးမျိုးနော်အချိန်ချင်းအခါကလှည့်စားခံရတော့ ပြည်သူတွေကမယုံကြတော့ဘူးအစ္စဝါကျင့်စဉ်ပြည့်ရွံ့တာပေါ့အဲ့တော့ပေးထားတဲ့ဂရိတွေဂရိတိုင်းလှုပ်ဆောင်ချက်တွေဆိုတာကလည်းဒါယုံကြည်မှုကိုတိဆောက်တာပဲတိုင်းရင်းသားတွေကလည်းမယုံဘူးเนาะပေးထားလိုက်တဲ့ဂရိတွေကလည်းလွယ်လွယ်ရာတိုင်းပေးတာပဲเนาะပြီးတော့သူတို့ပဲပြန်ချိုးပေါက်တာပဲအဲ့ဒီကလေးကယုတ်တာဖြောင်းမတ်မှုဆိုတာမရှိဘူးယုတ်တာဖြောင်းမတ်မှုမရှိရင် ဘာဖြစ်လဲဆိုတော့ဘဝကပျက်စီးတတ်တာပဲเนาะဒါကြောင့်မို့လို့မဲအောင်လိုင်းကိုနိုင်ငံတကာကဟာလာနိုင်ငံတကယ့်ဒီမိုကရေစီခေါင်းဆောင်တွေကလူရမသွင်းကြတာเนาะယူတာဖြောင်းမှတ်မှုမရှိတဲ့ဘဝဟာအာရှိပါရှိနေဒါသွားခြင်းနိုင် သွားလို့မရဘူးရှောက်ခြင်းနိုင်ရှောက်လန်းလို့မရဘူးဒါပညာရှင်တွေပြောကြတာပဲเนาะအဲ့တော့လက်တွေ့မှာလည်းပဲကြည့်လေမဲအောင်လိုင်းမယူတာတဲ့အခါကျတော့ ူသွားကျင်တဲ့အတိုင်းထင်တိုင်းသူမပေါက်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့အုတ်ချုပ်မှုဟာအရှိပါရှိသူသွားလို့မရဘူးဘယ်နေရာမှဟာလာပိုင်ပိုင်နိုင်နေအုတ်ချုပ်နိုင်တဲ့နေရာဆိုတာမရှိဘူးအဲ့တော့ယုသားဖြောင့်မတ်မှုဆိုတာကလည်းပြည်သူလူထုအထက်ကဟာလာယုံကြည်မှုရဖို့အတွက်ဒါအခြေခံအုတ်မြစ်ပဲအဲ့တော့မဲအောင်လိုင်းကအခုယူသားမှုဘလောက်မရှိဘူးလဲဆိုတော့အုတ်ချုပ်မှုဘလောက်ညံ့ဖျင်းတယ်လဲဆိုလို့ရှိရင် မေအောင်နိုင်ကအခုဟလာဒီ KBC ဥက္ကဋ္ဌဒေါက်တာ Clam Samson ဆိုရင်သူကလွညင်းချမ်းသာခွင့်ပေးလိုက်တယ်မေအောင်နိုင်က ပြီးတော့အောက်ကဟလာစစ်ဘိုတွေကသူ့ကိုပြန်ဖမ်းလိုက်တယ်အဲ့ဒီကလေးကိုကမေအောင်နိုင်ရဲ့ဩဇာကမတီးဘူးဆိုတဲ့ဥစ္စာเนาะဒါပေါ်လွင်တာပဲဒါကြောင့်မလို့မယိုးဖြောင်းတဲ့ခေါင်းဆောင်ကပြည်သူလူထုကဟလာယုံကြည်မှာမဟုတ်ဘူးယုံသားမှုကြောင့်ရရှိတဲ့ ယုံကြည်မှုကဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စီဖြစ်စီဟုတ်လားမပျက်စီးနိုင်ဘူးမြန်မာဆွေရိုးစကားရှိတယ်မလားเนาะစောစောအတ္တမကြီးပြောတယ်လေအဲ့တော့လူမာဂတိမဲမာသစ္စာဆိုတာเนาะလူပေါင်ဖွဲ့စည်းမှာဂတိဆိုတာအမတန်အရေးကြီးတယ်ဂတိဆိုတာစောင့်ထင်းရမယ်เนาะအဲ့တော့ယူသားတဲ့ခေါင်းဆောင်တွေကလည်းသစ္စာရှိရမယ်ပြည်သူပေါ်မှာသစ္စာရှိရမယ်ပေးထားတဲ့ ဂရိသစ္စာကိုဒါပြောထားတဲ့သစ္စာစကားအရာဒါမူသားတွေနဲ့ဒါပြောလို့မရဘူးเนาะမူသားမဖြစ်ရဘူးပေါ့အဲ့တော့ခေါင်းဆောင်တယောက်ကပေးထားတဲ့ဂရိမတီးဘူးဖြစ်လိုက်ပြီဆိုရင်ဟာလာပေါ်သေးသေးလို့ဒါယူဆလို့မရဘူးလေเนาะအဲ့တော့လူကြီးတွေရဲ့အကြိုက်ဟာလာလိန်ပြီးတော့အဲပျက်စီးလာကြတဲ့ဟာလာစစ်တပ်က စစ်ဘိုးတွေစစ်သားတွေရဲ့အဖွဲ့အစည်းတွေဟာမုတာဝါဒနဲ့ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဟာလာဘဝကိုတိဆောက်ထားကြတာသူတို့မုတာဝါဒဆိုတာကတော့စစ်တပ်ထဲမှာဟာလာထမင်းစားရည်တောက်လို့ဖြစ်တာဖြစ်နေကြတဲ့သဘောရှိပါတယ်เนาะတစ္ဆာတရားတို့ဂတိစကားတို့ဆိုတာသူတို့အတွက်ဟာလာစစ်ဘိုးစစ်သားတွေအတွက်ကတော့ငါတို့အမိတမ်းမှာမရှိဘူးဆိုတဲ့သဘောမျိုးပဲနေမှာပဲအဲ့တော့ခဏခဏဂတိအဖြစ်ခံထားရတဲ့ပြည်သူတွေက ်ဆက်အနာရှင်တွေဘာပြောပြောမယုံကြတော့ဘူးမြန်မာနိုင်ငံမှာစစ်တပ်ကဖျက်လိုက်တဲ့ဂရုတွေမုသာဝါဒတွေကြောင့်ပြည်သူတွေမှာဒုက္ခအကြီးအကျယ်ရောက်နေကြတယ်เนาะစစ်တပ်ကအမှန်တရားအမှန်စကားဆိုတာမပြောတတ်တော့ဘူးလို့အဲ့ဒါလိုဖြစ်နေကြအထက်လူကြီးအကြိုက်ပြောရင်ပြောရင်ပြောရင်နဲ့ဘာဖြစ်လဲဆိုတော့လိန်တက်လာကြတာဒါเนาะလက်အောင်ငယ်သားတွေစစ်ဘိုးတွေဒါကြောင့်မို့လို့ခေါင်းဆောင်တွေက အစ္စဝတရားပြည့်ဝနေကြတာเนาะအစ္စဝတရားပြည့်ဝတာဟာနိုင်ငံရေးတစ်ခုတည်းအတွက်ဟာလာဆွေယုတ်သွားတာမဟုတ်ဘဲねကိုချင်းတရားတွေပါပြပြသွားတာလို့ဒါကြောင့်တောင်မကြီးတောင်ဆန်းစုကြည်ပြောတာပဲဆရာနာရှင်စနေအောင်မှာလူရှင်တော်တွေပြောကြတယ်လို့ပေါ့เนาะအင်းကြီးချင်းနိုင်ငံတွေကတိုးတက်တဲ့နိုင်ငံတွေကဗာစနစ်နဲ့အုပ်ချုပ်ကြတယ်လဲဘာဝါဒတွေနဲ့အုပ်ချုပ်ကြတယ်လဲဆိုတော့ဟာတချို့နိုင်ငံတွေကဆိုရှယ်လစ်ဝါဒနဲ့ အုပ်ချုပ်ပါတယ်တရုတ်နိုင်ငံကကွန်မြူနစ်ဝါဒနဲ့အုပ်ချုပ်ပါတယ်တိုးတက်တဲ့ဒီမိုဟာလာအမေရိကန်တို့ပြင်သစ်တို့အင်္ဂလန်တို့ကတော့ဒီမိုကရေစီဝါဒနဲ့အုပ်ချုပ်ပါတယ်မြန်မာနိုင်ငံကိုမြန်မာစစ်ကောင်းဆောင်တွေကမြန်မာနိုင်ငံကိုကြတော့ဘာဝါဒနဲ့အုပ်ချုပ်တယ်လဲဆိုတော့မူတာဝါဒနဲ့အုပ်ချုပ်ပါတယ်ဆိုသလိုပဲเนาะအဲ့တော့စစ်ကောင်းဆောင်တွေကတော့သူတို့အုပ်ချုပ်တာမူတာဝါဒပဲအဲ့တော့ခေါင်းဆောင်ဆိုတာအပြောနဲ့အလုတ်ညီရတယ်ယုတ်သားမှုမရှိဘဲနဲ့ လိန်ညာတဲ့ခေါင်းဆောင်ဟာပြည်သူလူထုကဟာလားထိခိုက်စေုံနဲ့မဟုတ်ဘူးဗုဒ္ဓတရားတော်ကိုပါအကြီးမားဆုံးဒါဆန့်ကျင်ရာ ရောက်သွားတယ်လိန်ညာတတ်တဲ့သူကမလုတ်ရဲတာဘာမှမရှိဘူးတဲ့နော်မလုတ်ရဲတဲ့အကုသို့ဘာမှမရှိဘူးတဲ့ဒါကြောင့်မလို့မဲအွန်လိုင်းကဒါအာနာမသိငင်ကငါမလုတ်ရဲတာဘာမှမရှိဘူးလို့သူပြောခဲ့တာပေါ့နော်မြန်မာနိုင်ငံမှာအစ္စဝဆိုတဲ့ယုဒမှုဂုံဆိုတာ စစ်ကောင်းဆောင်တွေအတွက်ကတော့ဒကာကြီးဦးဝင်းတင်ရဲ့စကားကိုငှားပြီးတော့ပြောရမယ်ဆိုရင်မူးလို့တောင်ရှူစရာ မရှိဘူးလို့ဒီလိုပြောရမှာပဲเนาะအသက်မပြည့်တဲ့ကလေးတွေကိုပေါ်တာဆွဲပြီးတော့ဟာလာအသက်ရှင်နေဆက်ရှင်နေပြည့်ပါပြီဆိုပြီးတော့ဇော်တင်ဝန်ခိုင်းကြတာ၄เนาะဒါအစ္စဝါလို့ပြည့်ရင်းတာမူတာဝါဒเนาะအဲ့လိုသုံးပြီးတော့ဒါအုတ်ချုပ်ကြတာပဲအဲ့ဒီကလေးကိုကဒါ ယောသားမှုဆိုတာမရှိတော့ဘူးဒါကြောင့်မို့လို့ဟာလာယောသားမှုမရှိတဲ့စစ်ကောင်းဆောင်တွေရဲ့အောက်မှာဦးဇင်းတို့တိုင်းပြည်ဟာဘယ်လိုနည်းနဲ့မှမငြိမ်းချမ်းနိုင်ဘူးယောသားမှုမရှိတဲ့စစ်ကောင်းဆောင်တွေရဲ့အောက်မှာတက်မတော်ဟာလည်းပဲဘယ်လိုမှဂုံသိက္ခာရှိတဲ့တက်မတော်မဖြစ်နိုင်ဘူးဒါကြောင့်မို့လို့ဒီလိုမယောသားတဲ့ခေါင်းဆောင်တွေဟာလာအမြင့်ပြတ်အောင်ရှင်းလင်းပြီးတော့ယုဖြတ်ယုသားဖြောင်းမတ်တဲ့ ခေါင်းဆောင်မှုနဲ့မိမိတို့မြန်မာနိုင်ငံကိုတာယာတဲ့ဝါပြောတဲ့ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်အောင်တည်ဆောက်နိုင်ကြပါစေလို့ပြောကြရင်းနဲ့ဒီကနေ့ပြောကြားချက်ကိုညီကုန်းချုပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ